ပေါ်တူဂီမာလွန်ခဲ့တဲ့3လကျော်အတွင်းအန်ပေါ်အတီးပြူကူးဆက်ခံရသူ29ရှိတယ်လို့ကျန်းမာရေးအနာဘိများကပြောကြားခဲ့ပါတယ်။အဂေါ်လာကကူးဆက်ခံရသူ10ဦး၊စတေမာလာမှာ3ဦးနဲ့အော်တိုဘာလာမှာ16ဦးထိရှိတယ်လို့သိရပါတယ်။အန်ပေါ်ကူးဆက်မှုအမြင့်ဆုံးအဆင့်အထိရောက်နေတဲ့တက်တေးထောက်ထားမရှိသေးပေမဲ့လည်းလက်တလုံးသတင်းပတ်ထဲမှာအန်ပေါ်ကူးဆက်ခံရတဲ့အရေးအတွက်ဒေါ်လာတာကိုတွေးရပြီးကူးဆက်မှုနှုန်းပုံမပြင်းထန်လာရလို့ဆိုရမှာပါလို့ကျန်းမာရေးညွှန်ကြားရေးမှူးချုပ်ဒီဂျီအက်စ်နဲ့အမျိုးသားကျန်းမာရေးဌာနဒေါက်တာရီကာတိုဂျော့စ်တို့က RTB ရုပ်သံကိုပြောကြားခဲ့ပါသည်။ပြည်မြလဆင်အဖို့ကူးစက်ခံရသူ၁၂ဦးနှုန်းနဲ့နိုင်ရှင်မကအော်တိုဘာလကူးစက်မှုတိတိတတမြင့်တက်လာကြောင်းအလေးပေးပြောကြားခဲ့ပြီး DGS နဲ့ INSE တို့ကမှကူးစက်မှုနှုန်းမြင့်တက်လာခြင်းကိုအဓိပ္ပာယ်ဖွင့်ဆိုခြင်းဟာတက်ခွဲအတည်ပြုမှုနှုန်းနဲ့လာမယ့်သတင်းပတ်များတွင်ကူးစက်မှုမြင့်တက်လာခြင်းရဲ့လမ်းကြောင်းပေါ်ဆက်လက်မူတည်နေသေးတယ်လို့မှတ်ချက်ပြုခဲ့ပါသည်။ ။ MO ယောဂကိုအစောပိုင်းကမြောက်ကြောက်ယောဂလိုလူသိများခဲ့ပေမဲ့လူမျိုးရေးခွဲခြားမှုကိုရှောင်လဲရတဲ့အတွက် MO ဖြစ်ပြန်လဲအမည်ပေးခဲ့ပါတယ်။ယခင်ကမြောက်ကြောက်ယောဂလိုလူသိများခဲ့တဲ့ MO ဟာရေကြောက်ကဲ့သို့ဗိုင်းရပ်စ်များနဲ့တူညီတဲ့မျိုးနွယ်စုတစ်စုတည်းမှပေါပေါလာခြင်းဖြစ်ပါတယ်။ဒါ့ပေမဲ့ဖျားနာမှုကဲ့သို့အပျော်စားလက္ခဏာများကိုသာဖြစ်ပေါ်ခံစားရနိုင်ပါတယ်။အဲ့ဒီယောဂဟာဗိုင်းရပ်ကူးစက်ခံထားရတဲ့လူများဒါမှမဟုတ်တိရစ္ဆာန်များနဲ့အနီးကပ်ထိတွေ့ရမှကူးစက်ခံရနိုင်တဲ့အပြင်ညဉ့်ဉန်းနဲ့အခင်းများကဲ့သို့ပစ္စည်းများမှတစ်ဆင့် ်ကူးဆက်ခံရနိုင်ပြီးဖျားနာခြင်း၊ကြက်သားနာခြင်းခြင်းနဲ့အရေးပြားရရက်ကအဖို့ဖိတ်များထွက်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။1980ပြည့်နှစ်ဝန်းကျင်ကတည်းကဗဟိုနှင့်အနောက်အာဖရိကနေရာများမှာ၎င်းရောဂါဖြစ်ပွားလေ့ရှိပေမဲ့လည်းဥရောပ၊မြောက်အမေရိကနဲ့ကမ္ဘာနိုင်ငံအများပြားမှာအထူးသဖြင့်လိင်တူချစ်သူအမျိုးသားများနဲ့လိင်တူလိင်ခွဲဆက်ဆံသူအမျိုးသားများအကြား၎င်းရောဂါကူးဆက်ပြန့်နှံ့မှုများစတင်ဖြစ်ပွားခဲ့ပါသည်။အန်ဘော့လူနာများမှာလိင်မာတဆင့်ကူးဆက်ဖြစ်ပွားတဲ့ဆက် က်ဆက်ရောဂါများဖြစ်ပွားလျက်ရှိပါသည်။